မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသေးသေးကကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့မေလ31ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ436ဦးသေဆုံးခဲ့တဲ့သတင်း။ အကြံဖတ်စစ်တပ်ရဲ့အာရမစစ်သားစုဆောင်းခံရသူ2ဦးဒေါနာတယင်းထံလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့တဲ့အကြံဖတ်စစ်အုပ်စုကြောင့်မေလအတွင်းမှာအမျိုးသမီး86ဦးအပါအဝင် ပြည်သူ152ဦးအထိတေဆုံးခဲ့တဲ့တဲ့အာနာရှင်စနစ်ကိုအမြင့်ဖြတ်ပေမဲ့အစုံးဖြတ်တိုက်ပွဲတွေမှာ KNTF နဲ့အတူလက်တွဲသွားမယ်လို့ MDY PDF သဝင်လာပေးပို့ခဲ့တဲ့တဲ့ လူလူလှူရှာမှုလူလူတိုက်ပွဲနီးနာကို ပုံမအားကောင်းမောင်းတန်စွာအရှိန်ဟုန်မြင့်ဖော်ဆောင်နိုင်ရေးအတွက် GSCB ကစုံညီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါရဲ့ရှင်။ စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ436ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်မှာပြည်သူ436ဦးထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရသိရှိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမလ28ရက်ကနေမေလ23ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွှဲပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ436ဦးသေဆုံးပြီး822ဦးဒဏ်ရာရရှိခဲ့လို့ဖော်ပြခဲ့ကြတာပါတေဆုံရသူပြည်သူ436ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်62ဦးပါဝင်ပြီးအသက်18နှစ်ထက်က134ဦးဖြစ်က ကျန်240ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။ဒါအပြင်ဒဏ်ရာရသူ122ဦးထဲမှာအသက်18နှစ်ရောက်164ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်164ဦးဖြစ်ကကျန်493ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု118ကြိမ်အတွင်း139ဦးသေပြီး289ဦးဒဏ်ရာရ ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု20ကြိမ်တွင်16ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု62ကြိမ်တွင်35ဦးသေပြီး54ဦးဒဏ်ရာရကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု19ကြိမ်တွင်56ဦးသေပြီး65ဦးဒဏ်ရာရမန္တလေးမှာလေကြောင်းတိုက်ခိုက်မှု132ကြိမ်တွင်100ဦးသေပြီး202ဦးဒဏ်ရာရ ်ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်အတွင်း10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု23ကြိမ်အတွင်း25ဦးသေပြီး83ဦးဒဏ်ရာရတယ်လို့သိရပါဗျ။ဒါအပြင်ကင်နီပီမှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်အတွင်း12ဦးသေပြီး15ဦးဒဏ်ရာရ၊ဘကိုးတိုက်မှာလေကြောင်းတိုက်ခိုက်မှု33ကြိမ်အတွင်း18ဦးသေပြီး18ဦးဒဏ်ရာရ၊ကရင်ပီမှာလေကြောင်းတိုက်ခိုက်မှု30ကြိမ်အတွင်း16ဦးသေပြီး55ဦးဒဏ်ရာရ ား ARA တိုင်းမှလေးချောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း3ဦးသေပြီး1ဦးဒဏ်ရာရတနင်္သာရီတိုင်းမှလေးချောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း9ဦးသေပြီး10ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေးချောင်းတိုက်ခိုက်မှု17ကြိမ်အတွင်း2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်စကိုင်းငလျင်ဘေးတင်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်မြို့သားညီညွတ်ရေးအစိုးရမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့နဲ့ KIA အဖွဲ့တွေက တစ်ဖက်သက်အပြစ်ရက်စဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားချိန်မှာအကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထုတ်တာတွေပါပြုလုပ်နေပါတယ်ရှင်အကြံဖက်စစ်တပ်ရဲ့အာရမစစ်သားစုဆောင်းခံရသူနှစ်ဦးဒေါနာတယင်ထံလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးသွားမှာမယ်ရှင်။ အကြံဖတ်စစ်တပ်ရဲ့အရမစစ်သားစုဆောင်းခံရသူ၂ဦးလက်နက်ခဲယမ်းတွေနဲ့အတူမေလ29ရက်မှာအလင်းဝင်ရောက်လာတယ်လို့ဒေါနာတက်ရင် UH33 ကပြောပါရယ်အလင်းဝင်ရောက်လာတဲ့တပ်သား၂ဦးကအကြံဖတ်စစ်တပ်ရဲ့ခမာယ998ကဖြစ်ပြီးတော့အကြံဖတ်စစ်တပ်ရဲ့အရမစစ်သားစုဆောင်းခံရသူတွေဖြစ်တယ်လို့ဒေါနာတက်ရင်ကပြောပါရယ်အလင်းဝင်ရောက်လာသူတွေက MA3 တလက်ကြီပေါက်တစ်ပေါက်ကြီ25တောင်းနဲ့ ယူဟာ33နှစ်မြေအတွင်းကဒေါနတရင်ထံလာရောက်ပူပေါင်းခဲ့ကြတာပါ။အလင်းဝင်ရောက်လာသူနှစ်ဦးလုံးကအကြံဖက်စစ်တပ်ရဲ့ဝဲကလေးအခြေဆိုင်အမှတ်လေးတက်မတော်တမ်းမြင့်လေးချီရင်တင်တန်းချောင်းကတကကလေးအပတ်စဉ်6တင်တန်းဆင်းတွေလည်းဖြစ်ပါတယ်။အလင်းဝင်ရောက်လာသူတအုပ်ဖြစ်တဲ့တပ်သားရန်လင်းထွန်းကဆယ်ရန်အောင်မီသားလူငယ်တအုပ်ဖြစ်ပြီးညဘက်အပြင်သွားနေစဉ်အာရမစစ်သားစုဆောင်ခြင်းခံရသူဖြစ်ပြီးအခြားတအုပ်ဖြစ်တဲ့တပ်သားနေသူအောင် ွေရဇာတိမှာတက်စီဆွဲခရီးသည်ပို့ဆောင်နေရင်ည7နာရီမှာအရမစစ်သားစုဆောင်ခံရသူဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူတွေကတော့ပြည်သူစစ်အယောက်တရာမှာ၁၀ယောက်သာတက်ထဲမှာနေကျင်ကြတယ်ဆိုတာနဲ့ကျန်တဲ့60လောက်ကထွက်ပြေးကျင်နေကြတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်တပ်ကတော့ထွက်ပြေးနေတဲ့သူတွေကိုတော်လှန်ရေးတပ်တွေကလယ်လီတက်ဖြတ်မှာဆိုပြီးတော့ချင်းချောက်ပြောဆိုနေရလို့လည်းပြောပါတယ်။ ယူဟာ33စစ်စင်ရေးမှုကစီရီယံအလင်းဝင်ရောက်လာသူများကိုနှွေးထွေးစွာကြိုဆိုလက်ခံပြီးအကြမ်းဖက်စစ်တပ်ထဲမှာကြန့်ရှိနေတဲ့သူတွေကိုလည်းအမြန်ဆုံးအလင်းဝင်ကြဖို့အတိပေးပြောကြားလိုက်ပါတယ်။ဒါ့အပြင်အာမစစ်သားစုဆောင်းခံရသူတွေနဲ့အလင်းဝင်ရောက်လို့သူတွေအနေနဲ့တီတုကာဝေးတက်မတော့ဒေါနာတက်ရင်နဲ့မာမိတ်ပူအောင်တက်ဖွဲ့များမိဆက်ရတော်လိုင်းတက်ဖွဲ့များနဲ့ချိန်ဆက်ကအလင်းဝင်ရောက်နိုင်တယ်လို့လည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။ အကြံဖတ်ဆဲဟုစုကြောင့်မေလအတွင်းမှာအမျိုးသမီး86ဦးအပါအဝင်ပြည်သူ152ဦးထိတည်ဆုံခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးသွားမှာမယ်ရှင်။အကြံဖတ်ဆဲဟုစုကြောင့်မေလအတွင်းမှာအမျိုးသမီး86ဦးအပါအဝင်ပြည်သူ152ဦးထိတည်ဆုံခဲ့ရတာကိုအမည်နဲ့တကွအတိပြုနိုင်ခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွင်ကြီးစောင့်ရှောက်ရေးအသင်း AAPP ရဲ့စီးရင်တွေကသိရပါဗျာ။ နိုင်ငံရေးကျင်းသားများကွန်ရီစောင့်ရှောက်ရေးအသင်း AABB ကောက်ယူထားတဲ့အချက်အလက်တွေအရမေလတရက်ကနေ30ရက်အထိနိုင်ငံတွင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး86ဦးနဲ့အမျိုးသား66ဦးစုစုပေါင်း152ဦးအထိတည်ဆုံခဲ့ရတာကိုအမည်နဲ့တကွာအတိပြုနိုင်ခဲ့တယ်လို့ဖော်ပြခဲ့တာပါတည်ဆုံရသူ152ဦးထဲမှာအသက်3လအရွယ်မိန်းကလေး2ဦးအပါအဝင်အသက်18နှစ်အရွယ်ကလေးငယ်52ဦးပါဝင်နေတာကိုလည်းတွေ့ရပါဗျာ အဆိုပါတေဆုံရသူအရေးအတွက်ထဲက109ဦးကအကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တေဆုံခဲ့ရတာဖြစ်ပြီးတော့18ဦးကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်တေဆုံရတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါပြင်တေဆုံရသူ152ဦးထဲမှာစကိုင်းတိုင်းက68ဦးနဲ့တေဆုံမှုအများဆုံးဒေသဖြစ်ခဲ့ရပြီးပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာ22ဦးစီနဲ့ဒုတိယတေဆုံမှုအများဆုံးဒေသတွေဖြစ်တာကိုတွေ့ရှိရပါတယ်။မေလအတွင်းမှာပဲတီပြွတ်ရန်လိုအပ်နေစဲတေဆုံရသား100ဦးစီးင်းကိုလည်း တိကျကောက်ယူထားပြီးအတည်ပြုနိုင်ရေးဆောင်ရွက်နေရလို့လဲနိုင်ငံရေးကျင်းသားများကိုကြီးဆောင်ရှောက်ရဲ့အသင်း AAPP ထံမှသိရပါတယ်ရှင်။အာနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အဆုံးဖြတ်တိုက်ပွဲတွေမှာ KNDF နဲ့အတူလက်တွဲသွားမယ်လို့ MDY PDF သဝင်လာပေးပို့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ကင်းနီမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF တို့က ကာလကြာရှည်ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကောင်းရှိပြီးအနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အဆုံးဖြတ်တိုက်ပွဲတွေမှာဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MD1PDF ကအသိပေးလိုက်ပါတယ်။ကင်နီမျိုးသားကာကွယ်ရေးတပ် KNDF တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့တဝန်လွန်မှာအခုလိုဖော်ပြလိုက်တာပါ။ကင်နီပြည်နယ်နဲ့ကင်နီလူလူမှမျော်လင့်တောင်းတနေတဲ့နိုင်ငံရေးစစ်ရေးရည်မှန်းချက်များကို KNDF ကအမြန်ဆုံးစောင့်ခြင်းပေးနိုင်ပါစေလို့လဲစုမုံကောင်းတောင်းပေးထားပါတယ်။ ကရင်နေအမျိုးသားကာကွယ်ရေးတပ်ကိုတည်ရင်35ရင်းဖြူဟာ6ခုဖွဲ့စည်းထားကအသက်သွေးချွေးလို့စတဲ့ပြီးအစင်တစိုက်တိုက်ပွဲဝင်နေတာကိုဥညွတ်ဂုံပြုတယ်လို့ဆိုပါရယ် KNDF မှဦးဆောင်သူများတပ်ဖွဲ့ဝင်များရဲ့ကိုကျိုးစွန့်အနစ်နာခံပေးဆက်မှုကရရှိလာတဲ့နိုင်ငံရေးစီရင်အောင်မြင်မှုဟာကင်းနီပြည်အတွက်သာမကຫນွေဦးတော်လိုင်းတစ်ခုလုံးအတွက်ပါအလွန်အရေးပါတဲ့မှတ်တိုင်များဖြစ်တယ်လို့ပေးပို့တဲ့တဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ လူလူလှူရှားမှုလူလူတိုက်ပွဲနီးနာကို ပုံမအားကောင်းမောင်းတန်စွာအရှိန်ဟုန်မြင့်ဖော်ဆောင်နိုင်ရေးအတွက် GSCB ကစုံညီအစည်းအဝေးပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။လူမျိုးပေါင်းစုံပြည်သူလူလူတရလုံးပါဝင်ဆင်နွှဲနေတဲ့ຫນွေဦးတော်လန်ရေးကြီးရဲ့တော်လန်ရေးနီးနာမန်နိုင်ကြီးတရဖြစ်တဲ့လူလူလှူရှားမှုလူလူတိုက်ပွဲနီးနာကိုပုံမအားကောင်းမောင်းတန်စွာအရှိန်ဟုန်မြင့်ဖော်ဆောင်နိုင်ရေးအတွက်အထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB က စုံညီအစည်းအဝေးပြုလုပ်ပြီးအတွင်းရေးမှုအဖွဲ့အမည်စရင်ထုတ်ပြန်လိုက်ပါတယ်။လူလူလှုပ်ရှားမှုလူလူတိုက်ပွဲနှင်းနာကို ပုံမှုအားကောင်းမောင်းတန်စွာအချိန်ဟုန်မြင့်ပေါ်ဆောင်နိုင်ရင်းနဲ့အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရင်အင်အားစု GSCB ရဲ့လက်ရှိအခြေအနေအရရန်နဲ့ပတ်သက်တဲ့အားနယ်ချက်အားသာချက်အဖုံဖုံကိုသုံးသက်ပြင်ဆင်ချိတက်နိုင်ရို့အတွက်မေလ28နဲ့29ရက်တွေမှာစုံညီစည်းဝေးတွေကိုနှစ်ရက်တာပြုလုပ်ခဲ့ကြတာပါ။ အဲ့ဒီစုံညီစည်းဝေးနှစ်ကြိမ်ကျင်းပခဲ့ရမေလ29ရက်မနေ့ကကျင်းပခဲ့တဲ့စုံညီစည်းဝေးဒုတိယနေ့မှာ GSCB ရဲ့အထွေထွေတွင်းမှုဖွဲ့ဝင်တွေအဖြစ်တာဝန်ထမ်းဆောင်မှုအတွက်အဆိုပြုခဲ့ကြသူ18ဦးရဲ့အမည်စင်းကိုထုတ်ပြန်ပေးလိုက်တာပါအဲ့ဒီစုံညီစည်းဝေးနှစ်ကြိမ်ကျင်းပခဲ့ရမေလ29ရက်ကကျင်းပခဲ့တဲ့စုံညီစည်းဝေးဒုတိယနေ့မှာ GSCB ရဲ့အထွေထွေမှုအဖွဲ့ဝင်တွေအဖြစ်တာဝန်ထမ်းဆောင်မှုအတွက်အဆိုပြုခဲ့ကြသူ18ဦးရဲ့အမည်စင်းကိုထုတ်ပြန်ပေးလိုက်တာပါရှင် ညောင်လေးပင်မြို့နယ်တွင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခတ်ရာအကြမ်းဖက်စစ်သား2ဦးသေပြီး2ဦးထဏ်ရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်အတွင်းကပစုံမြောင်းကြီးရွာတနေရာမှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခတ်ရာအကြမ်းဖက်စစ်သား2ဦးသေပြီး2ဦးထဏ်ရရတယ်လို့မင်းနဂါစစ်ကြောင်းကပြောပါရတယ်။ အကြဖက်စစ်တပ်ရဲ့စစ်ကြောင်းကမေလ28ရက်မနက်9:45မိနစ်မှာပြည်သူမျိုးချစ်ရွာရဲ့တနေရာမှာပြည်သူတွေရဲ့ပစ္စည်းကိုခိုးယူနေချိန်မြင်းတကားစစ်ကြောင်းကရဲဘော်တွေရဲ့ကင်းမုံအဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းအကြဖက်စစ်တပ်ကတအူးသေးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတာနဲ့တော်လိုင်းရဲဘော်တွေဘက်ကထိခိုက်မှုမရှိဘဲဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချိန်မုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရှမပင်မြို့နယ်မှာအွန်လန်လွှင့်မီတောင်းသွင်းဒီတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လန်လွှင့်မီတောင်းသွင်းဒီတပိတ်ဆိုတဲ့အစားသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေကနေမြင့်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြံဖက်စစ်တပ်ကြားဆောင်ရင်ဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ဂျေဇုတင်ပါတယ်ရှင်။